အားလုံးပဲမလားပါခင်ဗျာဆရာကားဆိုရဲ့ဥပဒေ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်တို့ channel ရဲ့နေဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံကောင်းလေးကတော့ဆရာကားတော်ကိုရေးသားထားတဲ့ဆုံးထီဥပဒေနဲ့နှုတ်ဆက်အိမ်ပြန်ဆိုတဲ့အတွဲနှစ်စာသင်စကားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာဒီဇလံလေးကိုတော့ကျွန်တော်လင်ကာကြောင်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇလံလေးကိုမတင်ဆက်ပေးခင်ပါလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးခင်ဗျာ ဟောပါတော့ဤပါတော့ဤဗျကျုပ်ကလည်းဗဇက်ကနေအဲ့လိုရေရွင်းနေရွာထိတ်ကိုပြေးလာခဲ့တယ်ဗျ7မိနစ်လောက်ချောင်းရတဲ့ရွာထိတ်ကိုဘယ်လိုရောက်တော့မှန်းကိုမသိပါဘူးဗျကျုပ်နောက်မှာတော့ရင်မောင်လည်းပါလာတယ်ဗျရင်မောင်ကအကျော်တန်ရအတော်ကြီးကိုလှမ်းမိသေးတယ်ဟိုအတော်ကြီးနှင်းကြီးတို့ထွက်သွားတာတွေးလိုက်လားဗျဟဲ့အေးဟဲ့ဟိုကြာပြီလားအသိမကြသေးဘူးထင်တာပဲဟဲ့အရာနဲ့ကျုပ်ကလည်းရင်မောင်ဘက်ကိုလှည့်လိုက်ပြီးတော့ဟိုမကြသေးဘူးတကွရင်မောင်ကျုပ်တို့လည်းမှီသေးတယ်ဗျ ယုံကလည်းတာလဲမာကြီးဘုံပြည့်တက်လာတာပေါ့ဗျာဒါမဲ့စပိန်နဲ့နေတော့ခြေထောက်နဲ့ပြေးလိုက်လို့ရမလားဗျကျုပ်တို့ကလည်းရွာထဲရဲဆိုင်တော့ရောက်တော့ခြေကုန်လက်ပန်းကြကုန်တာပေါ့ဗျာဒါနဲ့ကျုပ်ကဘေးဘီကိုကြည့်လိုက်တော့ရဲဆိုင်ရှိမှာစပိန်တသီးကိုရက်ထားတယ်ဗျကျုပ်ကလည်းရင်မောင်းကိုကြည့်လိုက်ပြီးတော့ဟိုစပိန်နဲ့ပြေးတော့ပြေးလိုက်လို့တော့မိမမထင်ဘူးကိုရင်မောင်းရဲ့ကျုပ်ကလည်းရဲဆိုင်စီကိုတစ်ခါတည်းတန်းပြေးတာပဲဗျပြီးတော့ဆိုင်ထဲမှာထောင်ထားတဲ့စပိန်ကိုဆွဲလိုက်တယ်ကံကောင်းတာကစပိန်ကတော့ခံမထားဘူးဗျအဲ့ဒီခေတ်ကရိုးသားကြလို့စပိန်ကိုဒီလိုမျိုးထားရတာ အခုခေတ်ဆိုရင်တော့ကုန်တာကြာပြီပေါ့ဗျာကျုပ်ကလည်းဘာမှမပြောတော့ဘဲနဲ့စပိန်ကိုတက်ခွာလိုက်တယ်စပိန်ကမောင်ပေါ်မှာစပိန်ကြီးဗျပြီးတော့ ਨੇ စပိန်ကိုတန်းနေတာပေါ့ကျုပ်လုံးထောင်ကိုရင်မောင်တန်တော်နဲ့ကြည်နေတယ်ဗျကိုရင်မောင်မြင်မဲ့လို့မြင်မဲ့တက်ဆန်းပါဗျဒီတော့မှရင်မောင်လည်းသတိဝင်လာပြီးတော့ စပိန်စီကိုပြေးချလာတယ်ဒီချိန်မှာပဲအရေးဆိုင်တဲ့လူကြီးတယောက်ကဒရော့သောဘာနဲ့ထွက်လာပြီးတော့ဟာဟေ့ော်နေအဲ့ဒါငါစပိန်ကွာအဲ့ဒါ ယုတ်ကလည်းစပင်းကိုအသာလေးနှင်းပြီးတော့ရင်မောင်တက်ထောက်ကိုစောင့်နေဗျ။ရင်မောင်ပြေးလာပြီးတော့အနောက်ကကယ်ရီယာကွန်ဘောဆွေခနဲ့ခုန်တက်လိုက်တော့ကျုပ်ကလည်းအားကုန်နဲ့ရှာပါလေရောအနောက်ကလူကြီးကတော့ပြေးလိုက်လာသေးတယ်ဗျဒါပေမဲ့စပင်းကတော့ရှင်ပြေးနိုင်မလားဗျခဏပြေးပြီးတော့အနောက်မှာပြက်ပြီးတော့ဂျန်ခဲ့တာပေါ့ဟေးကောင်နေမလုံးနဲ့မလုံးကြနဲ့ဟာသူအလှမ်းအော်ပြောပေမဲ့ကျုပ်ကတော့လှဲ့ကိုမကြည့်တော့ပါဘူးဗျကျုပ်တို့ကလည်းအဘူကိုတင်နဲ့မဟုတ်လားဗျမင်းကြီးတို့စပင်းကိုမြင်ကျင်သောနဲ့တအားဒုံးဆိုင်ပြီးတော့နင်းလာပေါ့ဗျဒါပေမဲ့လမ်းကတာလဲ လဲလဲကြီးဆိုတော့လမ်းမကောင်းဘူးပေါ့ဗျာလဲပင်ရဆောကြောင်းကြီးတွေနွားချေရခွက်တွေပြင်မိုးရသီတုံးကရေတွေအိုင်ထားတဲ့ဂျာကြီးနေတော်မှာရှိသေးတယ်မဟုတ်လားဗျနင်းလိုက်ရင်တော့သိမကြပါဘူးဗျာလာပေါ်ရွာနာကိုရောက်တော့မနှင်းကြီးတို့စပင်းကိုလှမ်းမြင်ရပြီဗျဆိုင်းရသာသူတို့လောက်ကဘယ်သူမှလိုက်မလာဘူးထင်လို့အေးစင်းနေနေတာပေါ့ဗျာကျုပ်ကလည်းအတန်ကိုဟိပ်ပြီးတော့អော်တယ်ဗျဟေ့ခွေးကောင်စပင်းကိုရဲလိုက်စမ်းကျုပ်တို့ကအော်တော့ဆိုင်းရတာလှဲ့ကြည့်တယ်ဗျပြီးတာနဲ့သူကလည်းစပင်းကိုအားဆိုင်နေတော့လာပဲ ီကောင်စိတ်ဓာတ်နဲ့စပိန်ကလည်းကောင်းတယ်ဗျအဲသကြီးစီးနေတဲ့စပိန်အသေးကြီးဆိုတော့ပြေးတာပေါ့ဗျာကျုပ်တို့နေနေတဲ့စပိန်ကတော့တန်ကြီးကင်နေတဲ့စပိန်ကြီးဗျမောင်ပမာဘီဆိုတာခိုင်တာတော့ခိုင်ပါရဲ့စပိန်ကတန်နဲ့လှုပ်ထားလို့အလေးကြီးပဲဗျအမင်းကလည်းအမင်းကြီးပဲဗျထိုင်ကုန်ဆိုရင်မမကြီးဗျအနောက်ကကယ်ရီယာကုန်ဆိုရင်တက်သားပြားတွေတက်ထားတာမဟုတ်လားစပိန်နေနဲ့စပိန်ကလည်းအတန်းဆုံးမြင်နေလိုက်သေးတယ်အဲ့ဒါနဲ့စပိန်ကိုလည်းအမြန်နဲ့လမ်းအလဲကျန်းဆိုတော့စပိန်ကခုံလိုက်တာမှပြောမနေပါနဲ့ဗျာ အရှိမထိုင်နေနေတဲ့ကျောက်တော်မှာဖင်တော်တော်ကျိန်းနေပြီဗျတစ်သားနဲ့လှူထားတဲ့ကယ်ရီယာကွန်မှာထိုင်လိုက်လာတဲ့ရင်မောင်တယောက်ကတော့ဖင်ရိုးတွေများကျိုးကုန်ပြီလားပဲဟိုကိုယ့်ရင်မောင်ကြီးတေချာကင်တော့တော့ကျောက်မိုင်းကုန်နေတော့မယ်ဗျကျောက်ကလည်းအားဆိုင်ပြီးတော့ကျုံနေတာပေါ့ဗျလမ်းအဆိုးတာဆိုတော့စပင်းကတခုံခုံနဲ့ပေါ့အနောက်ကထိုင်တဲ့ရင်မောင်ကသူပြုတ်မကြအောင်လို့တော့မှမနေကင်ထားရသေးတာအော်အလက်ကောင်ကြီးဟိုနည်း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 ရှော့နေလို့မရဘူးလားကွာငါတော်တော်ဖင်ကျိန်းနေပြီကွာ ။အာဗျာရှော့နေဟိုကောင်လွတ်သွားမှာဗောဗျ။အသာလေးကြိတ်ခံနေတဲ့မှာကိုရင်မောင်ရဲ့ကျုပ်လဲပေါင်နေကြိတ်နေပါကြီးဗျ။အားဆိုင်နေနေနဲ့မကြခင်မှာဆိုင်းရတာတို့မိလာတယ်ဗျ။ကျုပ်ကလည်းရင်မောင်ကိုကြည့်လိုက်ပြီးတော့ဟိုကိုရင်မောင်ကျုပ်လမ်းမင်းနှောင်းကိုကတ်နေမယ်ဗျ။ဟိုးရှင်ကမြေမာဆိုင်နေတဲ့ဝက်လုံးကိုအသာဆွဲယူလိုက်ကျုပ်ကလည်းလမ်းမေးနှောင်းမှာစိုက်ထားတဲ့ဝက်လုံးနိုင်နှောင်းကိုကတ်နေတာပေါ့ဗျာအနားလေရောက်ရောရင်မောင်းဝက်လုံးဆုံမိန်မော်နေလှမ်းဆွဲပြီးတော့ယူလိုက်တယ်ဟေးဟိုဝက်လုံးကဘာလို့ဖို့လဲကွာ အော်ခမရလေဝေးလိုက်တာဗျာကျုပ်မြင်မဲ့နေပြီမဲဆိုင်းရတာတို့စပိန်နဲ့ကတ်လိုက်တာနဲ့သူတို့စပိန်နဲ့ကိုခမရလက်ထဲကဝန်လုံးပြက်တာထဲလိုက်ဗျာရင်မောထိတ်လန့်သွားတယ်ဗျာဟေ့ကောင်ဟိုဝန်လုံးနဲ့ထိုးလိုက်ရင်သူတို့စပိန်မောက်ကုန်မှာပေါ့အာစပိန်မောက်တာဘာဖြစ်တယ်လဲဗျာဒါကနည်းနည်းပါးပါးရရင်ပြန်ကုလို့ရပါတယ်ဟိုကလင်းတော့ပါသွားရင်ပြန်ကုမရဘူးနော်ကိုရင်မောင်ရင်မောလေကျုပ်ပြောတာကိုနားလဲပြီးတော့ကောင်းချိန်လိုက်တယ်ဗျသူ့လက်ထဲကဝန်လုံးပန်းကိုပြစ်ဖို့အသိမြင်ထားလိုက်တယ်ကျုပ်ကလည်းဆက်နေနေနဲ့မကြခင်မှာဆိုင်းရတာတို့နဲ့ကတ်လာတယ်ဗျာ ဲ့ဆိုင်ရတာမင်းတို့စပိန်ကိုငုချက်ချင်းရက်မရက်ဘူးကွာလုံးဝမရက်ဘူးအေးခမားမရက်ရင်ကျုပ်တို့ရက်မိမယ်မနှင်းကြီးကတော့ကြောက်ကြောက်လန့်လန့်နဲ့ဆိုင်ရတာရဲ့ခါကိုဖတ်ထားတယ်ဗျကျုပ်ကလည်းပိုအားဆိုင်နေပြီလေတော့စပိန်ကဆိုင်ရတာတို့နဲ့ဘေးချင်းကတ်လောက်နီနီဖြစ်သွားတာပေါ့ဗျာရင်မောအတူလက်တရားဝင်လုံးပိုင်းကိုမပြစ်သေးဘဲနဲ့သေချာချိန်နေသေးတယ်ဗျဟာကိုအိမ်မောပြစ်လေဗျာဘာလုံးတာလေဗျဟေးငါငါပြင်းစပိန်မောက်ပြီးတော့မနှင်းကြီးနာသွားမှာစိုးလို့ကွာ။ဟာဗျာပြင်းမှာသာပြစ်ထည့်တဲ့မှာဗျာ ရင်မောဝန်လုံးပန်းကိုပြစ်ဖို့ပြင်လိုက်တယ်ဗျ။ဒါမဲ့ဆိုင်းရသာလူလေဗျ။စပင်းကိုရှေးပရိရောနောပရိရောသုံးညှစ်ထားလိုက်တာ။ရှိကရတဲ့အတိုင်းနဲ့လမ်းမကြီးပေါ်မှာဖုန်လေးအထသွားတာပေါ့ဗျ။မလင်းကြီးတို့စပင်းကအနောက်မှာရက်ပြီးတော့ကြံနေခဲ့တာပေါ့။ကျုပ်ကလည်းသူတို့စပင်းကိုပြန်လှည့်ကြည့်နေမိတယ်ဗျ။အဲဒီချိန်မှာပဲရင်မောကျုပ်ပခုံးကိုပုတ်ပြီးတော့ဟာအလက်ကောင်ရှေ့မှာရှေ့မှာကျုပ်လည်းသတိရပြီးတော့အရှိကိုကြည့်လိုက်တော့နွားဦးကြီးတို့ကတန်လမ်းမကြီးကိုကုဖြတ်နေတယ်ဗျ။နွားတွေမှမနေမလို့ပဲဗျ။အကောင့်တရာလောက်ရှိမယ်ထင်တယ်။အလက်ကောင်ဗရိတ်ဗရိတ် ရင်မောအော်ခင်နေတယ်ဗျကျုပ်ကလည်းဗရိတ်နှစ်ဘက်ကိုစုံညှစ်ချတာပေါ့ဗျာဒါပေမဲ့စပိန်ကရက်မတော့ဘူးဗျဟောဗရိတ်ဗရိတ်မမီဘူးဟာဒီနွားဟုတ်တဲ့ဥသာဝင်သွားမိရင်တော့ကျုပ်တို့နွားတွေဝိုင်းနေတာနဲ့အယိုးချအသားချဖြစ်သွားမှာဗျအားရနဲ့ကျုပ်ကလည်းစပိန်ကိုလမ်းမေးကိုအမြန်ဆွဲထားထည့်လိုက်ရတယ်ခွေးရှင်နွားနောက်ဆိုလိုပဲနွားတွေရဲ့နောက်ဘက်ခြံကိုဆွဲထားလိုက်တာပေါ့ဗျာအဲ့မှာလမ်းမေးနာကကမူကြီးနဲ့စပိန်နဲ့တိုက်မိပြီးတော့ကျုပ်တို့နှစ်ယောက်လုံးကလည်းလမ်းမေးနာရင်မရှိတဲ့မြောင်းတွေကိုဂျုံးပစ်ပြီးတော့ကြာသွားတော့တာပေါ့ဗျာ ။ရင်မောင်ကတော့လမ်းမင်းသားမှာပေါင်နေတဲ့ခြုံမီးတွေကိုကြားနေဗျ။ကျောက်ကတော့မြောင်းနေတဲ့တဲ့ကိုကြားတာပဲ။ဒါပေမဲ့ကျောက်ကကံမကောင်းပါဘူးဗျ။ဝန်ကဖြတ်သွားတဲ့နှောဦးထဲကဘယ်နှောပါသွားမှမသိတဲ့နှောချေးပုံကြီးကအကြီးကြီးပဲဗျ။ကျောက်ကလည်းလေးပေါ်မှာရှောင်ပြရတာနဲ့အဲ့နှောချေးပုံကြီးတော့မျက်နှာကြီးအမ်းမိပြီးတော့ပြုတ်ကျသွားပါလိမ့်ရောဗျ။ဇုတ်ဆိုတဲ့အတိုင်းကြီးကိုကြားလိုက်ရပြီးတော့နှာခေါင်းနဲ့ပါးစပ်ထဲကိုနှောက်ချေးတွေကအထွေးလက်ဝင်လာတာပဲဗျ။မြေကြီးနဲ့ထိပြီးတာနဲ့ကျောက်ကလည်းအမြန်ကုန်းထားတယ်။နှောက်ချေးတွေကအဆိုးတွေဆိုတော့မျက်နှာတစ်ခုလုံးလူးထားသလိုပေးချန်ကုန်တာပေါ့ဗျ။ ကျုပ်ကလည်းကမန်းကနေထားပြီးတော့တာလမ်းမော်ကိုပြစ်တက်လိုက်တာပေါ့ပြုတ်ကြထားပေမဲ့သွေးပူနေတော့မလို့နာမမ်းမသိသေးဘူးဗျရင်မော်လည်းခြုံထဲကနေထွက်ပြီးတော့တက်လာတယ်သူကြရတဲ့ခြုံကကစင်းတဲ့ခြုံကြီးဆိုတော့ဒီကုလုံးမှလည်းကစင်းတဲ့ပင်တွေကစူးလုံးလေးတွေစူးပြီးတော့ထွက်လာတာပေါ့ဗျာကျုပ်တို့နောက်ကလည်းတာလမ်းမော်ရောတော့ဆိုင်းရတာတို့ကစပင်းကိုဆက်မနေတော့ဘူးဗျရှေ့ကိုဆက်နေလို့လည်းမရတော့ဘူးလေကျုပ်တို့နောက်ကပိတ်ရက်နေတာဗျကျုပ်တို့နောက်မှလည်းနွားဦးကြီးရှိသေးတယ်မဟုတ်လားဒီတော့ဆိုင်းရတာစပင်းကိုပြန်လှည့်ပြီးတော့နင်းပြေဖို့လုပ်တယ် အဲ့ဒီမှာစပိန်နဲ့ခလန်းလန်းနေရာမှာလူကြီးတယောက်ကလက်ပိုက်ပြီးတော့လာရက်နေတယ်ဗျ။ဟမ်ဥဥပသာကျောရင်မောင်ကအာအန်သိမ့်ပြီးတော့အချိန်ကြီးအွန်လိုင်းမိတယ်ဗျ။အင်ကြီးလက်ရှိဝေးထားတဲ့ဥပသာလမ်းလေကောင်းမှရက်နေတာဆိုတော့ဆိုင်းရသာစပိန်ကိုရက်လိုက်တာပေါ့ဗျ။ဥပသာဆိုင်းရသာကိုလက်ညှိုးထိုးပြီးတော့ဟေ့အောင်မိရဆိုင်းရောသူများသွားဖို့သမီးပြုံးကိုမိဒီလိုလုံးဆရာလားကွာ။ဆိုင်းရသာလည်းမဲမချောက်ဘူးဗျ။စပိန်မောင်ကနေပြီးတော့အော်ကြီးတယ်။ ခမ ्याई လာလျှောက်ပြန်ပြီလားဗျကြောက်ပါကြောင်ခမ ्याई မမတ်သေးဘူးလားဆိုင်းရသာပြောလိုက်တာနဲ့ပဝင်းကြီးကတိပင်းကြီးကတစ်ဖက်မျက်လှုပ်ရှားသွားတယ်ဗျပြီးတာနဲ့နှွေးခေါင်ခေါင်ကြီးရောမိုးတွေအုံလာပါလေရောဗျနွားဦးကြီးကနွားတွေကလည်းအော်ခိပြီးတော့ကြောင်အလန်နဲ့ထွက်ပြေးကြလို့နွားကြောင်တဲ့သူတော်မှမနှဲလိုက်ထင်းရနဲ့ဗျဝနကနေကြဲကြဲတောက်ပူနေတဲ့မိုးကောင်းကင်ကြီးကအခုတော့တိမ်မော်တဲလေးတွေဖုံးလွှမ်းတော့ပြီးတော့ညက်လေသောင်းလိုဖြစ်သွားပါလေရောဗျမိုးမောင်းနေကြလာပြီးတော့လေသိန်းတွေကလည်းတိုက်လာတယ်ဗျလေအားတိုက်နေရင်တဖိဖိနဲ့ကျန်းလာတယ် ပြီးတော့အနာအသစ်ပင်တွေကလည်းတဖက်ဖက်လှုပ်ခတ်ပြီးတော့အဲ့ဒီသစ်ပင်တွေကနေအကောင်မွေးမဲကြီးတွေကဆင်းလာကြတယ်ဗျတပင်ကို၄90កောင်ဆင်းလာကြတာဗျအဲ့ဒီလမ်းမေးကနှိချိုစေဦးပင်ကြီးဆီအားဆိုရင်အကောင်တွေဆင်းလာတာမနေမတော့ပဲဗျတပင်ထဲနေအကောင်90လောက်ရှိမှာမင်းကြီးကလည်းကြောက်လန့်ပြီးတော့ဆိုင်းရတာကိုဆွဲထားတယ်ဒီကောင်ကြီးတွေကကျုပ်တို့စီကိုစားမလို့ဝါမလို့ယူကြီးတွေနဲ့ပြေးလာကြတာနဲ့ကျုပ်တို့နှစ်ယောက်ကလည်းဥပဒါရဲ့အနောက်ကိုပြေးပြီးတော့ပုန်းလိုက်ရတာပေါ့ဗျဥပဒါဒီကောင်ဒီကောင်မလုပ်တာလေဗျဟိုအနောက်မဲ့တော့ဒီကောင်ဆက်ပြီးတော့မလုပ်ဖို့တားခဲ့တယ်မဟုတ်လား မဟုတ်ဘူးကွာဒါဒီကောင်တတ်တိုင်ညက်ပတ်တာဘယ်လိုညက်ပတ်တာလဲဗျအနောက်မယ်တော့ငါနဲ့သူ့ရဲ့ဘိုးဘိုးကြီးကိုဆက်ပြီးတော့မတက်ခဲကြဖို့တားခဲ့တယ်မလားသူ့ဘိုးဘိုးကြီးကသူ့ကိုယ်နဲ့မတိုက်ဘဲနဲ့အပင်နေမှာနေထိုင်ကြတဲ့နန္ဒဘာဝတွေကိုအမေပေးပြီးတော့တဆင့်တိုက်ခိုင်းတာကွာအဒီကောင်လို့ဥပဒါလည်းပြန်လို့ပေါ့ဗျာမဖြစ်ဘူးလေကွာငါထပ်ပြီးတော့ပညာတွေမထုတ်တော့ပါဘူးလို့အနောက်မယ်တော့ဂရီပေးထားတယ်မဟုတ်လားကွာကျုပ်ကလည်းစိတ်ထဲမှာတော်တော်ခံပြင်းသွားတယ်ဗျဒီဘိုးကြီးကဆိုင်းရသာနဲ့ပေါင်းပြီးတော့ညစ်ပြီးမဟုတ်လားဗျာ ။သူကြတော့ကိုယ်တိုင်မလုပ်ဘဲနဲ့လမ်းအောင်ငယ်သားတွေကိုခိုင်းပြီးတော့လုပ်ခိုင်းတယ်မဟုတ်လား။ဥပဒါကြတော့လမ်းအောင်ငယ်သားမှမရှိတာပဲဗျ။သူသာပညာပြန်သောရင်တော့အနောက်မေတော်ကိုပေးခဲ့တဲ့ကတိကိုဖောက်ဖျက်တယ်လို့ဖြစ်ပြီပေါ့ဗျာဒီကရင်မောင်းအချက်ကိုတက်သွားပြီးတော့မပူပါနဲ့ဗျာဥပဒါသားလေးနေလဲဆန်းပါဒီကောင်လေးကိုကြုတ်တားမယ်မလုံးနဲ့ရင်မောင်းမင်းအစင်ကအစင်းသေးတဲ့ကောင်ပူကတ်ထောက်တော့မှမလဲထုတ်နေရတယ်မဟုတ်လားကွာဒီကောင်လေးကအများကြီးကွာဟုတ်တော့လဲဟုတ်ပါရဲ့တို့တို့စကားပြောနေတဲ့အချိန်မှာအကောင့်တရာလောက်ကကြုတ်တို့ဝိုင်းထားပြီဗျာ အစွဲကြီးတွေဖျဲပြလက်သီးလက်မောင်းတွေတန်းပြီးတော့ကျုပ်တို့စားမဲ့ဝါမဲ့တကယ်ကင်းနေပေါ့ဗျာကျုပ်ကလည်းအကြံတစ်ခုရသွားတယ်ဗျာအော်ဒါဆိုလည်းကျုပ်ချမယ်ဗျာဥပဒါကျုပ်ကိုတခုလုပ်ပေးပေါ့ဗျာဟိုအရင်တော့အကုန်နိုင်အင်းတို့ဘာလို့ရှိတယ်မဟုတ်လားဥပဒါကြီးကလည်းတွေးပြီးတော့ခေါင်းညှိနေဗျာအေးလေဒီလိုဆိုတော့ငါကိုယ်တိုင်လှုပ်တာမဟုတ်တော့ဘူးပေါ့ကောင်းတယ်ကွာကောင်းတယ်နောက်တော့ဥပဒါခေါင်းကုတ်တယ်ဗျာအာအင်းလောက်အောင်လို့ကကိုယ့်ရက် ကလည်းမရှိဘာမှမရှိနေကွာဟိုဒီတော့ဘယ်လိုလုပ်ကြမလဲဥပဒါ ။ဥပဒါလည်းသူကောင်းမှပေါင်းထားတဲ့ခေါင်းမောက်တစ်ပတ်ကြီးကိုဖြုတ်ပေးတယ်ဗျ။ကဲရော့ငါ့တစ်ပတ်ကိုမင်းကောင်းမှပေါင်းလိုက်စမ်း။ကျုပ်ကလည်းလှမ်းယူပြီးတော့တပတ်ကိုခေါင်းမှပေါင်းလိုက်တယ်ဗျ။ဒီချိန်မှာပဲကျုပ်ခေါင်းကြီးကလေးလာတယ်လို့လူကြီးကိုခံသားရတာဗျ။ဥပဒါကျုံနှဖူးကိုလက်ညှိုးနဲ့တောက်လိုက်ပြီးတော့ကြရပြီကွာမင်းကငါစီကဘလူးမင်းရဲ့အဆောင်တစ်ပါးကိုသွင်ပေးလိုက်မယ်။ဟာဖြစ်ဖြစ်ပါမလားဥပဒါဟိုဥပဒါဘလူးကိုထုတ်မသုံးဘူးဆို။ဘလူးမင်းကအမောင်းမာနေတယ်ကွာ။သူ့ကိုစောင့်ချဖို့တပည့်နှစ်ယောက်ရှိတယ်။ ငါဘလူးမရဲ့အဆောင်ကိုထုတ်သွင်းလို့မရပေမဲ့သူ့ရဲ့တပည့်နှစ်ယောက်ကိုတော့သုံးလို့ရပါတယ်ကွာကဲလက်ဝဲလက်ရညီနောင်နှစ်ပေါင်းကိုရှင်းကားထားလိုက်ပြီဥပဒါအဲ့လိုပြောပြီးတော့လက်ခုတ်ချက်တီးလိုက်တယ်ဆိုရင်ပဲကျုပ်လက်တီးကအလိုလိုလှုပ်ရှားလာတာဗျအဲ့ဒီချိန်မှာမဲမဲကောင်ကြီးတွေကကျုပ်ကိုခုန်တိုက်ပါလိရောဗျကျုပ်ကလည်းကျုပ်စိတ်ကိုထိမ့်မရတော့ဘူးဗျစိတ်ထဲမှာလည်းတော်တော်ဒေါသထွက်လာတာဘလူးစည်းတယ်ဆိုတာဒါမျိုးကိုခေါ်မှာပေါ့ဗျကျုပ်စီကိုခုန်ဝင်လာတဲ့အကောင်ကြီးကိုလက်သီးနဲ့ဖမ်းထိုးထည့်လိုက်တာဗျအဲ့ဒီကောင်ကြီးကလေးပေါ်ကိုမြောက်တက်သွားပြီးတော့လမ်းဘေးမြောင်းထဲကိုပြုတ်ကျသွားပါလိရော ကျောင်းကလည်းအတော်စိတ်ဆိုးနေတယ်ဗျလာခဲ့ကြမင်းတို့လာခဲ့ကြကျောင်းကလည်းဒီကောင်လေးအုတ်ထဲဝင်ပြီးတော့ဒီသေးတွေကိုဒူးတွေတတော်နေလက်သီးတွေနဲ့ပိတ်ပိတ်စော်တော့တာပဲဗျဒီကောင်လေးကကျုပ်ကိုတစ်ချက်မှပြန်မစော်ရဲဘူးဗျကျုပ်လို့ထအောင်ပဲခံနေရတာနောက်တော့ဒီကောင်လေးကကြောင်အလန်အနဲ့အကုန်ထွက်ပြေးကြတယ်ဗျအဲသူတို့တက်လာတဲ့သစ်ပင်တွေပေါ်ကိုပြစ်တဲ့ကြတာမြန်လိုက်တာဗျလာသားမှာကွာဘယ်ကောင်ထက်လာအောင်မလဲဟဲ့အောင်လေ တော့အသေးသေးကချိန်နေသေးတယ်ဆိုပေမဲ့စိတ်တွေကအယမ်းကြွနေတယ်။စိတ်နဲ့ကိုယ်နေရတစ်ခါတစ်ခါကတ်တလို့လို့မကတ်တလို့လို့နဲ့ဗျ။ဆိုင်ရသားလည်းမျက်နှာပြက်နေတယ်ဗျ။နောက်တော့မြေကြီးတွေကနေအကောင်ကြီးတကောင်ထွက်လာတယ်ဗျ။အကောင်ကြီးကတော်တော်ထွားတာဗျ။အဆွေတွေနဲ့ဥကြုံတွေလည်းပါတယ်။အဥပသာကကျုပ်ကိုလှမ်းအောင်မလို့ရှိသေးတယ်။ကျုပ်ကလည်းအဲ့ဒီကောင်ကြီးကိုပြေးပြီးတော့ဝင်စော်တော့တာပဲဗျ။ဒါပေမဲ့ဒီကောင်ကြီးကိုကျုပ်ကြိုက်တဲ့လောက်ထိုးတာပဲဗျ။ဒီကောင်ကြီးကဘလုံးမအောင်မနေဘူး။ကျုပ်စိတ်ကြိုက်ထိုးပြီးတော့မှဒီကောင်ကြီးကကျုပ်ကောင်ကတပတ်ကိုဆွဲယူလိုက်တယ်ဗျ။ပြီးတော့တပတ်ကိုလွှင့်ပြပြီးတော့ကျုပ်ရင်ဝါကိုခြေလောင်းနဲ့ကန်ထည့်လိုက်တာပဲဗျ။ ကျုပ်ကလည်းအနောက်ကိုလွှဲထွက်သွားပြီးတော့ဥပဒါရဲ့အရှိကိုကြားသွားတာပေါ့ယင်ဘက်ကလည်းခံရတာနားလိုက်တာဗျအဲ့ချိန်မှာကျုပ်ကလည်းလေးလံလာပြီးတော့တမျိုးကြီးဖြစ်သွားတယ်ဗျကျုပ်စိတ်တင်တော့ကျုပ်ကိုထဲမှာဝင်နေတဲ့ဘလူးညင်တော်ကပြန်ထွက်သွားကြတယ်ထင်တာပဲဗျယင်မောကျုပ်ကိုပြေးထူတယ်ဗျဥပဒါအဲ့ဒီကောင်ကြီးကိုကြည့်ပြီးတော့ဟာဒါဒါမြေဖို့ဘလူးကြီးကွာကျုပ်ကလည်းယင်ဘက်ကိုပုတ်နေရဟိုဥပဒါကြီးမြေမြေဖို့ဘလူးကိုကြတော့ဒီညင်တော်ကမနိုင်ဘူးလားဗျမလွယ်ဘူးကွာငါပညာထုတ်မှရမှာ တို့တို့ခတ်တွေ့နေမှသီတော့ဆိုင်းရသာဟာပပရီးတယ်ဗျလုံဆမ်းမအောင်ကဘယ်နဲ့လဲမြေပေါ်ဘလူးကြီးကိုကျုပ်တို့ကငေးကြည့်နေတာပေါ့ဗျာဆိုင်းရသာဘလူးကြီးကိုကြည့်ပြီးတော့ကဲဘလူးကြီးမင်းရဲ့တင်းဖို့အရာတော်ဒီကောင်လေးကိုမြီးခိုင်းလိုက်ဆမ်းပါဘလူးကြီးကလည်းမြေကြီးတဲကိုလမ်းထိုင်လိုက်တယ်ဗျကျင့်လင့်နေတဲ့လှဲလှဲမြေသားရေမျက်နှာပြင်လိုဖြစ်ပြီးတော့ဘလူးရဲ့လက်ကမြေကြီးတဲကိုနှိမ့်ဝင်သွားတယ်။နောက်တော့မြေကြီးတဲကနေလက်ကိုပြန်ထုတ်လိုက်တော့ကြောက်တန်းတင်းမုံကြီးတို့ကလက်ထဲကိုပါလာတယ်ဗျာ တင်းမုတ်ကြီးကငရုတ်ချပွဲကြီးလိုအချောင်းကြီးပါဗျာမြေဖို့ဘလူးကအဲ့ဒီတင်းမုတ်ကြီးကိုတကားလွှဲလေဗျာတင်းမုတ်ကြီးကကျုပ်တို့ခေါင်းပေါ်မှာဟွိကနဲ့ဟွိကနဲ့မြည်ပြီးတော့လဲနေတာပေါ့ဗျာရင်မောင်ကဖျားသားတွေရွတ်နေဗျာပြီးတော့မြေဖို့ဘလူးကိုလက်ညှိုးထိုးပြီးတော့အထက်ဘိုးတော်တွေကိုပင်းဖိတ်တယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးမင်းကအရက်တော့တောက်တာဝိုးကွငါးမသိလားမမြဲတော့မင်းတို့ဘိုးတို့ကြီးတွေကစောင့်ရှောက်ပါမလားအပြစ်တင်တဲ့အတန်ကိုကြားလိုက်ရပြီးတော့ဦးအောင်ရှင်ကြီးကကျုပ်တို့အနောက်ကနေထွက်လာတယ်ဗျာလက်ထဲမှာလည်းတောင်ဝေးကြီးကိုကင်ပြီးတော့လွယ်ရီတလုံးကိုလည်းလွယ်ထားသေးတယ်ဗျာ ရင်မော်လည်းဦးအောင်ရှင်ကိုတွေ့တော့အာကိုတကြီးနဲ့ကြည့်ပြီးတော့ဆဆရာကြီးကဲကဲပါဦးမြာဦးအောင်ရှင်ကလည်းလက်ကပြပြီးတော့မပူပါနဲ့ကွာမြေဖို့ဘလူးလောက်ကတော့အလွယ်လေးပါကွာမြေဖို့ဘလူးကတင်းမုတ်ကြီးနဲ့လှည့်ရလိုက်တယ်ဆိုရင်ပဲဦးအောင်ရှင်ကလဝါးကိုဖြတ်ပြီးတော့ဟိတ်ခနဲ့អော်လိုက်တယ်ဟိတ်ဒီကောင်ချုပ်ထားလိုက်ကြဦးအောင်ရှင်អော်လိုက်တာနဲ့တင်းမုတ်ကြီးနဲ့လှည့်ရိုက်တဲ့မြေဖို့ဘလူးရဲ့လက်ကလေးပေါင်းပါရက်သွားပါလေရောဗျာဘလူးကြီးကလှုပ်ဖို့ကြိုးစားပေမဲ့မလှုပ်ဘူးဗျာ ။ဥောင်ရှင်ကမြေဖုတ်ပလူကြီးကိုပြုံးပြီးတော့ကြီးလိုက်တယ်။ကဲဟင်းအောင်မင်းကိုနေရာကိုပြန်တော့နော်။မဟုတ်ရင်တော့မင်းဒီတန်နာမယ်ကွ။မြေဖုတ်ပလူကြီးကကောင်းချင်တယ်ဗျ။ဥောင်ရှင်ကဒီတော့မှကဲဒီကောင်လှုပ်လိုက်စမ်း။ပြီးတော့အိမ်ပြန်ပို့လိုက်ကြ။မြေပေါ်ဘလူးကြီးခမမြေကြီးပေါ်ကိုထိုင်ချပြီးတော့မြေရောက်ကိုတဖြည်းဖြည်းနဲ့နှင်းမြုပ်ပြီးတော့ပြောက်ွယ်သွားတာပဲ။ဆိုင်းရသားအခုမှဥအောင်ရှင်ရဲ့အစွမ်းကိုအံဟောတော်ပုံရတယ်ဗျ။အော်ဘိုးဘိုးကြီးတားတော်ကိုကဲတယ်မာဒီဒီဆရာကြီးကိုပညာနည်းနည်းလောက်ပေးလိုက်ပါ။ အဲ့ဒီကမှဆိုင်းရတာရဲ့ခေါင်းပေါ်မှာမီးလုံကြီးတစ်လုံးကပေါ်လာပြီးတော့အဲ့ဒီမီးလုံကြီးကလူပုံစံဖြစ်ပြောင်းသွားတယ်ဗျပုံစံကတော့ကျုပ်တို့ဟိုနေ့ကတွေ့တဲ့ပုံစံအတိုင်းပေါ့ဗျဘိုးဘိုးကြီးကမြေကြီးကိုလက်ညှိုးထိုးလိုက်တဲ့အချိန်မှာလေဒီယာတကူးနဲ့တိုက်လာတယ်ဗျအရက်လေးမျက်နှာကနေလေဒီယာတဝုန်းနဲ့တိုင်းနဲ့နောက်ဆုံးတော့လေစင်တမောင်းကြီးတကူးဖြစ်သွားတော့တာပဲဘိုးဘိုးကြီးကကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တာနဲ့အဲ့ဒီလေစင်တမောင်းကြီးကတဖြည်းဖြည်းနဲ့ကျုပ်တို့အနောက်ကိုရွေ့လာတာပေါ့ဗျကျုပ်တို့ကလည်းဥပဒါရဲ့လက်ကိုကင်ထားကြတယ်ဗျအဲ့ဒီအချိန်မှာဦးအောင်ရှင်ကလွယ်ရည်ထင်းကနေဖျားဆင်းလူလေးတကူးကိုနှက်ယူလိုက်တယ်ဗျာ ပြီးတော့အဲ့ဒီဖျားစင်းတွေကိုလမ်းတစ်ဖက်နဲ့ကင်ပြီးတော့ငယ်ရင်းမှာတင်ထားလိုက်တယ်။ပွင့်တော်မူပြီးတော့ကက်ကုဇံဖျားဂေါနာကုံဖျားကတ္တမဖျားနဲ့ဂေါရမအရှင်ဖျားတို့အမှုထားပြီးတော့တပီတော်တိုင်တယ်ပါကြီးဖျား။လေးစင်နှမောင်းကြီးကတဖြည်းဖြည်းနဲ့နီးလာပြီဗျ။ကျုပ်တို့ဝေးထားတဲ့ပစိုးတွေဆိုရင်လေတွေလှန်လို့လန်တက်ကုန်ပြီအနာအသိပင်အသိရွက်တွေတက်ကိုင်းနေဆိုရင်လေတွေထဲမှာပါပြီးတော့ဖုန်လေးဆိုတာလေတထောင်းထောင်းနဲ့ပေါ့ဗျာဥအောင်ရှင်ကဆက်ဆိုးတယ်ဗျာ ကျွန်ုပ်ဒီကျွန်ုပ်တက်ကြွသည့်ပညာရှင်များဖြင့်လူနာများကိုငွေချင်းမဖက်ဖဲနဲ့စေနာတန်တန်းဖြင့်ကုသပေးခဲ့ပါသည်။သရဝါများအားဂိယူနာထားသည့်အနေဖြင့်နှစ်ပေါင်း20တိတိခြေလေးကြောင်းသားကိုရှောင်ကျဉ်ခဲ့ပြီးတော့ကျန်တဲ့အသားများကိုလည်းမြင်သာကြားသာရုံမတန်တရားဖြစ်တဲ့အသားတွေကိုမစားသုံးခဲ့ပါ။နှစ်ပေါင်း20ကျော်တိုင်အောင်သူများဥစ္စာပစ္စည်းကိုအတူတချောင်းမှမယူငင်မသုံးဆွဲခဲ့ပါ။မိမိရဲ့အသားများပေါ်မှာလည်းတစ္ဆာရှိသွားတဲ့ပေါင်းသင်းဆက်ဆံခဲ့သလိုအခြားသူများရဲ့အသားသမီးများကိုလည်းဖောက်လဲပြင်မာခဲ့ခြင်းမရှိပါ။အလားတူ ဆရာအဖြစ်ပြင်ညာယူတဲ့နေ့ကစပြီးတော့လိန်လယ်မူသားတကောင်းကိုမသုံးဆွဲခဲ့သလိုသေရသေးရမှာအစမိုးရိပ်စိန်နိုင်တဲ့အရာတွေကိုလည်းသုံးဆွဲခြင်းမှာရှောင်ကြဉ်ခဲ့ပါသည်ဤတကားသည်မှန်သောဝစီသစ္စာတကားဖြစ်ပါသည်ဤမှန်သောဝစီသစ္စာတကားကိုဆိုဝါခြင်းကြောင့်ဘေးရန်တီကင်းဝေးကဖြစ်လာမဲ့ဘေးသောရန်သူအပေါင်းတို့သည်သွေးခွာပျက်စီးပါသည်တည်းဦးအောင်ရှင်သစ္စာဆိုလိုက်တော့မြင်းကလေးအလုသားသူကိုခံစားရတယ်ဗျတို့တို့နောက်ရောက်နေတဲ့လေစင်နှမောင်းကြီးကလည်းဖြောက်ခနဲ့ပြောက်သွားပြီးတော့ မိုးသားတန်လေးတွေကလည်းအာလုံးကင်းစင်သွားတယ်ဗျဥပဒါအကျုပ်ကိုလက်တို့ပြီးတော့အလက်ကောင်မင်းတို့ငါအကြံတစ်ခုပေးမယ်နော်ဒီလိုအထက်ပုဂ္ဂိုလ်တွေဆိုတာနန်စွန်ညစ်ပတ်ထောင်မနစ်မြို့ဘူးကွာဥပဒါပြောတာနဲ့ကျုပ်ကလည်းအတိကက်သွားတယ်ကျုပ်မျက်နှာမှာကိုကိုလုံးမှာပါနောက်ချေးတွေကပင်နေတယ်မဟုတ်လားဗျဒါနဲ့ပဲကျုပ်ကလည်းဆိုင်းရသာတီကိုအမြန်ပြေးသွားလိုက်ပြီးတော့ဆိုင်းရသာကိုခုံအုပ်လိုက်တာပေါ့ဗျာ။လုတ်တဲ့မို့ဆိုင်းရသာလည်းရှောင်ကျင်ပြားလိုက်ဘူးဗျ။ကျုပ်လည်းကျုပ်မျက်နှာမှာပေးနေတဲ့နှုတ်ချေးတွေကိုလက်နဲ့တုပ်ပြီးတော့ဆိုင်းရသာခေါင်းကိုတအားပုတ်ထားပေးဗျာ။ဆိုင်းရသာလည်းရုံးဝင်းကန်နဲ့ အဘေးအဘကျုပ်ကိုခဲပါဟုံးမြ။ဆိုင်ရတာသူ့ဘာကိုအားကိုးတယ်ဆိုပေမဲ့သူ့ဘာကျုပ်တို့နားမှာမရှိတော့ပါဘူးဗျ။ကျုပ်ထင်တာတော့ကျုပ်စီကနောက်ချင်းနဲ့နေကိုနယ်လို့ထွက်ပြေးသွားတာဖြစ်မှာဗျ။ဦးအောင်ရှင်နဲ့ဥပဒါနဲ့ကဆိုင်ရတာရဲ့အနောက်ကိုရှောက်လာကြတယ်။ဆိုင်ရတာနဲ့ကျုပ်ကတော့မြေကြီးမှာလူးလိန်နေတာပေါ့ဗျ။ဦးအောင်ရှင်ကကျုပ်ကိုကြည့်ပြီးတော့အလက်ကောင်ကြီးတော်တော့ကွာလက်လွန်ကုန်မယ်။ကျုပ်ရဲ့လိုက်တော့ဆိုင်ရတာကောက်ထိုင်လိုက်တယ်ဗျ။ဦးအောင်ရှင်ကဆိုင်ရတာကိုတောင်းဝေးနဲ့ထိုးပြီးတော့မင်းအတော်မိုက်တဲ့ကောင်ပဲကွာ။ ိုးစီမှာကောင်းတဲ့ပုံကိုရှိရသားနဲ့မကောင်းတာဟုံမရွေးလို့ရသလားကွမင်းအဲ့ဒီလိုသာကြက်ကြက်လုံဆန်းမင်းတစ်ချိန်ကြရင်နောင်လာရလိမ့်မယ်ကွဆိုင်ရသားလည်းလက်အုပ်ချီပြီးတော့ဦးအောင်ရှင်ကိုကြော့တယ်ဗျကျွန်တော်ကျွန်တော်မှားပါတယ်ဆရာကြီးအေးမင်းမကောင်းမှုမလုပ်တော့ဘူးဆိုတော့တော့ငါဝမ်းသာပေမဲ့ငါသမီးကိုခိုးပြတာတော့မင်းကငါခွင့်မလို့ဘူးကွအခုမှမင်းကိုဖမ်းပြီးတော့ရဲစခန်းကိုအမ်းမယ်သွေးဆောင်ဖျောင်းမှုနဲ့မင်းကိုတရားဆွဲမယ်ကွရုပ်ကလည်းဆိုင်ရသားကိုချုပ်လိုက်တာပေါ့ဗျာရင်မောကမင်းကြီးရဲ့အနာကိုတိုးကက်သွားတယ်ဗျာ ဆရာကြီးဆရာကြီးလုံးပါဦးဗျမနေ့ကငူငန်ငန်နဲ့ကြောင်တော်ကြီးဖြစ်နေတာဗျဦးအောင်ရှင်ကအနားကိုကတ်သွားပြီးတော့ငါသမီးတော်မှာမေးရဆေးခတ်တယ်ပေါ့ဟုတ်လားယောဦးအောင်ရှင်ကသူ့လယ်ထဲကဆေးမြက်လေးတစ်ခုကိုယူပြီးတော့မနှင်းကြီးရဲ့နှဖူးကိုထိထားရင်းနဲ့တခုခုကိုယွတ်လိုက်တယ်ဒီတော့မှမနှင်းကြီးကအံ့ဩပြီးတော့လိုက်ကြည့်နေတယ်ဗျအဖေသမီးသမီးဘာဖြစ်တာလဲဟင်သမီးဘယ်ကိုရောက်နေတာလဲမနှင်းကြီးကိုကြည့်ရတာဘာမှမသိတဲ့ပုံပဲဗျဦးအောင်ရှင်ကဆိုင်းရသားကိုလက်ညှိုးထိုးပြီးတော့ ကြီးပဲသူလဲချေလို့သူ့နော်လိုက်သွားတာမဟုတ်လားဟာမဟုတ်တာအဖေကဆရာဆိုင်တဲ့သမီးเนี่ยဒီတိုင်းမေးထုခေါ်ပြောလောက်ပါပဲသမီးသူ့ကိုမချစ်ပါဘူးအဖေဦးအောင်ရှင်ကလည်းဆိုင်ရသားကိုကြည့်ပြီးတော့ခါထောက်လိုက်တယ်ဆိုင်ရသားလည်းခေါင်းညိတ်ပြီးတော့ကျွန်တော်ကျွန်တော်မားပါတယ်ဆရာကြီးဟာကျွန်တော်မန်းနေကြီးကိုပညာသုံးပြီးတော့ဖျားဟောင်းခဲ့ပါတယ်ပြီးတော့သူ့ကိုလည်းဆေးခတ်ပြီးတော့အသေးသေးမွေအောင်လုပ်ခဲ့ပါတယ်ဟိုဒီလိုဒီလိုလုပ်ရတာလေကျွန်တော်မန်းနေကြီးကိုချစ်လို့ကျွန်တော်မန်းနေကြီးကိုမြန်တိုးလို့ပါဗျာ ဆိုင်ရသာပြောတော့မင်းင်းကြီးကအလွန်အံ့ဩသွားတဲ့ပုံနဲ့ဗျ။အိုးရှင်တော်တော်မရိုင်းပါလား။ရှင်ကပညာတွေတတ်ထားပြီမဲ့တော်တော်အောက်တန်းကျတဲ့သူပဲ။ကျွန်မပြောပြီးသားပဲလေ။ရှင်နဲ့ကခေယုံပဲခင်နေဆိုပေမဲ့ကျွန်မရှင်ကိုမချစ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မင်းင်းကြီးကစကားပြောလိုက်ပြီးတော့ခေါင်းငုံသွားတယ်ဗျ။သူစကားလွန်သွားတာကိုသိသွားတဲ့ပုံပဲ။ဦးအောင်ရှင်ကတော့သူ့သမီးကိုဆက်မိတယ်ဗျ။ဘာဘာဖြစ်လို့လဲသမီးရဲ့။မင်းင်းကြီးရဲ့မျက်နှာကြီးကရဲသွားတယ်ဗျ။ဘာမှဆက်မပြောရမဲနဲ့ခေါင်းညိတ်တယ်။ ကျုပ်ကလည်းပြုံးလိုက်တာပေါ့ဗျာဆရာကြီးရဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ဘေးနောက်မှာသူ့ရှိသူဟာရှိနေပြီးသားပဲမဟုတ်လားဗျာကျုပ်ကလည်းစသလိုနောက်တလူနဲ့ယီပြီးတော့ပြောလိုက်တယ်ဗျမနှင်းကြီးကမငင်းဘူးဗျာမနှင်းကြီးဘေးနောက်မှာယက်နေတဲ့ရင်မောင်ကကြောင်အန်းနဲ့ဆက်ပြီးတော့ယက်နေတယ်ဥပဒါရင်မောင်ကိုလက်ညှိုးထိုးပြလိုက်တော့မှရင်မောင်ကလည်းအံ့ဩတော်ပြီးတော့သူ့ကိုယ်သူလက်ညှိုးပြန်ထိုးလိုက်သေးတယ်ဗျဟမ်ဒါဒါဆိုရင်ဟိုနှင်းနှင်းကြီးဟို နေကြီးကကျုပ်ကျုပ်ကိုချစ်တယ်ဆိုတဲ့သဘောလားရင်မောမနှင်းကြီးကိုကြည့်တော့မနှင်းကြီးကဘာမှမပြောဘဲနဲ့ဟိုဘက်ကိုလှည့်သွားတယ်ဥပဒါကတော့သူနှစ်ဖူးသူပြန်ရဲလိုက်ပြီးတော့ဩရင်မောရဲ့မင်းကြားကြိုက်ပါတယ်ဆိုမှအပေါက်ကလေးနဲ့လားလို့မင်းနေတယ်လို့ဖြစ်နေပြီကွာဥအောင်ရှင်နဲ့အတူတူကျုပ်တို့ကခံကောကိုတက်ခဲကြတယ်အဲ့နာရွာသင်တွေကဥအောင်ရှင်တပည့်တွေဆိုတော့ကျုပ်တို့လှဲနေလိုက်ပူတာပေါ့ဗျာကျုပ်ကလည်းအခုမှပြုံးနိုင်ရည်နိုင်နေဗျာ ရင်မောကတော့မင်းကြီးဘေးနားထိုင်နေပြုတ်နေတာပေါ့ဗျာမင်းကြီးကတော့ရင်မောတကူလုံးမှကတ်နေတဲ့ကစင်းထဲပင်အစိတ်တွေကိုဆွဲဆွဲခွာပေးနေလေးရဗျာသူကလည်းဘေးနားမှာထိုင်နေတဲ့ဥပဒေရဲ့ပုံကိုပုတ်လိုက်ပြီးတော့ဟိုဒါနဲ့ဟိုဥပဒေကြီးကတဲထဲမှာကြံနေခဲ့တာမဟုတ်ဘူးလားဗျာဟိုဘလို့လုပြီးတော့ကျုပ်တို့တော့ကိုရောက်လာတာလေဥပဒေကလည်းသူနှကန်းသူလက်ညှိုးနဲ့ကားပြင်းကအဲ့ဒါတွေပြောလို့မရဘူးကွာကျုပ်သိလိုက်ပါပြီဗျာဥပဒေပညာတွေသုံးပြီးတော့ကျုပ်တို့စီကိုရောက်လာတာဗျာ အများတို့ပဲစဉ်းစားကြည့်ဗျာအခုခေတ်လိုကားတွေဆိုင်ငယ်တွေမရှိတဲ့အချိန်မှာအမြန်ဆုံးကစပိန်ပေါ့ဗျာကျုပ်တို့စပိန်နဲ့နေတော်ဦးတော်မှာအိမ်မှာကြံနေခဲ့တဲ့ဥပဒါရုပ်ချီးရောက်လာတာဆိုတော့ထူးသန့်မနေဘူးလားကျုပ်စိတ်ထင်တော့ဒါတခုခုလုပ်ပြီးတော့ရောက်လာတာပဲဗျသုံးတဲ့ကိုယ်တွေကဒီလိုသွားလို့ရတဲ့တည်းလို့ကျုပ်ကလည်းကြားဘူးတော့ဟုတ်ဗျနောက်မှပို့ထူးသန့်တာလည်းဥအောင်ရှင်ကြီးပဲအတူကလည်းဘယ်ကနေဘလို့ပေါ်လာမှန်းကိုမသိဘူးဗျဒါနဲ့ကျုပ်ကလည်းမနေနိုင်တော့ဘဲနဲ့ဥအောင်ရှင်ကိုမေးကြည့်တာပေါ့ဗျအာမေးတော့မသိဘူးလားဟာညာငါအိမ်မှာမေးဘူးလေကွာ ဟမ်ဟုတ်လားဗျာ။အိုးကျုပ်တို့သတိမထားမိဘူး။အေးညာမိုးကျုပ်တို့ရွာသိပ်ရောင်မှာဆုံးမှုတဲ့လူနာရှိတယ်ဆိုလို့ငေါ့လာပင့်တာနဲ့လိုက်သွားတာလေကွာ။ငါတော့လှဲမော်နေပြီးတော့မင်းတို့တောင်းကိုလှဲ့တွေ့လိုက်သေးတယ်။မင်းတို့တဲ့ရဲတွေတောက်ပြီးတော့ရေကျင်ကြိုက်နေကြတာမဟုတ်လားဟဲ့အောင်လေ။ကျုပ်ကလည်းခေါင်းကုပ်လိုက်ရတော့တယ်ဗျ။အေးအဲ့ဒါရွာသိပ်ရောင်မှာမိုးကျုပ်သွားလို့တ냐အိပ်ပြီးတော့မနေ့စောစောပြန်လာမှမင်းတို့နဲ့တွေ့တာပဲ။ရွာသိပ်ရောင်လူတွေကလိုက်ပုံမယ်လို့ပြောတာတော့မှငါ့ဘာသာငါလမ်းလျှောက်ခြင်းလို့ဆိုပြီးတော့လျှောက်လိုက်ရတယ်မင်းတို့နဲ့တန်းတိုးတော်တာပဲဟဲ့။ဟုတ်တော့ဟုတ်မယ်ဗျ။ ကျုပ်တို့ရဲတော့သွားတဲ့အချိန်မှာဥအောင်ရှင်ကြီးကထွက်သွားတာဖြစ်လိမ့်မယ်။အဲဒါကြောင့်ညာဥပဒါနဲ့နှစ်တထောင်ဘိုးဘိုးကြီးကတိုက်တာတွေကို तू ကမသိတာနေမှာဗျ။ဒါနဲ့ပဲကံကောကိုရောက်ခဲ့ကြတယ်။စခန်းမှုကဥအောင်ရှင်နဲ့တိတာမို့လို့လူရဲတဲ့ဆာရဲစာတန်းတွေလို့အမှုဖွင့်ပြီးတော့ဆိုင်းရတာကိုဖမ်းချုပ်ထားလိုက်တာပေါ့ဗျ။၃ရက်လောက်ကြာခဲ့ပြီဗျ။ကျုပ်တို့ကလည်းပြန်ဖို့နှီးခဲ့ပြီမဟုတ်လား။ရင်မောတော့ကျုံနဲ့ညီကိုရင်းတယောက်လိုခင်မင်သွားတာဗျ။ပြန်ကနှီးပြီဆိုတော့ကျုပ်တို့ကလည်းပါလာတဲ့ဝေစားတွေကိုထုတ်ဖို့ပြင်ဆင်ရပြီလေ။တလားကျော်ဆိုတဲ့အချိန်ကဘာမှမဟုတ်သလိုပဲဗျ။ ရင်မောကျုပ်တို့တဲလေးစီကိုလာပြီးတော့မှိုင်းမှိုင်းနေတတ်တယ်ဗျကျုပ်နဲ့ဥပဒါလည်းပစိုးတွေကိုခေါင်းရင်းဟာဟိုကိုရင်မောင်ရဲ့ခမဖြစ်နေတာဖြစ်ခဲ့ပြီပဲဘာလို့မျောမှိုင်းမှိုင်းနေရတယ်လဲဗျအေးနှင်းကြီးစီကနေသူ့ရင်ထဲစကားကိုတီးခဲ့ရပေမဲ့ရှေ့ရို့ကိုတွေးပြီးတော့စိတ်ပူလို့ပါကွာအဘာဒီစိတ်ပူနေတာလဲဗျခမရလေဩငါမျက်နှာမွဲလေကွာအလုတ်ကံလည်းမဲမဲရမရှိဘူးလေငွေကြီးဆိုတာလည်းမပြည့်စုံဘူးမဟုတ်လားအေးကွာ တကယ်လို့နှင်းကြီးနဲ့သာလက်ထပ်ဖြစ်ရင်တော့နှင်းကြီးကတင်းတော့တင်းနဲ့ထားနိုင်ဖို့ကမသေးကြဘူးကွာဒီတော့မှကျောက်ကလည်းတက်ပြင်းချမိတယ်ဗျာဥပဒါကြီးကကွန်ဝါနေရကဲထားဆုံးမင်းဘာလုပ်မယ်လို့စိတ်ကူးထားတယ်ရေမောဟိုတငယ်ချင်းတယောက်ကလိုင်းကားထောင်ထားတယ်ဗျာသူ့စီမှာကားဟောင်းတစ်စီးရှိတယ်လို့ပြောတယ်အဲ့ဒီကားဟောင်းဝယ်ပြီးတော့ရွာနဲ့မြို့တွေကြားထဲမှာလိုင်းပြေးဆိုင်ရင်တော့အတော်မြတ်တယ်ဆိုပဲဗျာဒါပေမဲ့အရင်ကြီးကလည်းနဲမှာမဟုတ်ဘူးဗျာဥပဒါကပြောင်းလိုက်ပြီးတော့သူ့လက်ဆွဲအကြီးကိုရင်မောင်းရဲ့အရှိကိုပြစ်ချပေးလိုက်တယ် ရင်မောင်းအကြောင်းတော်တော်နဲ့ကြည်နေတာနဲ့ကျုပ်ကလည်းအဲ့ဒီအိတ်ကိုပြည့်ဖွင့်လိုက်တာပေါ့ဗျာအထက်မှာပတ်စံနေဗျာအစည်းလိုက်အစည်းလိုက်ဒီကြီးပဲကျုံနဲ့ရင်မောင်းလည်းအံဟောသွားတာပေါ့ဗျာကဲမင်းကလက်ဖွဲ့တယ်လို့သဘောထားပေါ့ကွာဒီငွေလောက်ဆိုရင်တော့မင်းအဆင်ပြေလောက်မှာပါဟုတ်ဥဥပဒါငွေငွေတွေကအများကြီးပဲနော်။အော်မမေကငါ့ကိုခိုးလာတယ်လို့ထင်လို့လားအဲ့ကောင်။ဒီငွေတွေကငါရောင်းမှနွားတွေရောင်းပြီးတော့ရလာတဲ့ငွေတွေကွာ။ကျုပ်ကလည်းခေါင်းငိမ့်ပြီးတော့တယ် ဥပဒါခင်မရခင်ကသူနာတွေကိုရောင်းထားတာနဲမှမနေတာပဲဗျရင်မောင်းတော့ငွေတို့ကြီးကိုပြန်ပေးတယ်ဗျအော်ငွေငွေတွေကအများကြီးပဲဥပဒါရဲ့ကြောက်မယူပြသေးနဲ့ဗျယူသမ်းပါကွာငါလည်းအစားတော့ခီးသွင်းတဲ့လှူတမ်းမလားဆိုပြီးတော့ယူလာခဲ့တာအခုမင်းနဲ့တွေ့တော့လေအလူတကူဖြစ်သွားတာပေါ့အဲ့ဒီငွေတွေကိုငါ့ကိုပြန်ပေးတယ်မလို့ပါဦးရင်မောင်းကမင်းနဲ့ထင်းကြီးကိုငါလက်ဖွဲ့တယ်လို့သဘောထားလိုက်ပေါ့ဟုတ်သားပဲကိုရင်မောင်းရဲ့ခမဒီငွေတွေယူပြီးတော့ခုနကစီးပွားရေးလေးလှူဆန်းပါဗျာ ။ဒီတော့မှရင်မောင်းငွေတို့ကိုလှမ်းယူနေပြ။ပြီးတော့ရင်မောင်းမျက်လုံးထဲမှာမျက်ရည်သားတွေကဆုံးနေလာတယ်။ပြီးတော့မှဥပဒါကိုလက်အုပ်ချီပြီးတော့ဟိုအမှန်တမ်းပြောရရင်တော့ဗျာကျွန်တော်ဆရာကြီးနဲ့တွေ့ခါသာဆုံးရည်ဆိုပြီးတော့အထင်မြင်သိခဲ့တာတကယ်ပါ။အခုတော့အခုတော့ကျွန်တော်ရဲ့အထင်တွေအားလုံးကမှားနေတယ်ဆိုတော့ကျွန်တော်သိလိုက်ပါ။ဆရာကြီးကဆုံးဆိုပေမဲ့ impotent စိတ်ကောင်းချီပြီးတော့မြင့်မြတ်တဲ့လူတယောက်ပါဆရာကြီးဟာ။ဆရာကြီးကျေးဇူးကိုကျွန်တော်မမေ့ပါဘူးဗျာ။ အေးတကယ်တော့လူတယောက်ကောင်းတယ်ဆိုတယ်ဆိုတာသူ့ရဲ့အတွင်းစိတ်နဲ့ပဲဆိုင်နေကွလူတယောက်ကောင်းတယ်မကောင်းဆိုတာကိုထင်မြင်နဲ့ဆုံးဖြတ်ရင်မနိုင်နဲ့မဟုတ်လားမင်းရှေ့လျှောက်လူတွေအများကြီးနဲ့ဆက်ဆက်အောင်မှာပါရင်မောင်ဟာဒီနေ့တော့မင်းဓာရီကိုနားလည်လာပါလိမ့်မယ်ကွာရင်မောင်လည်းမြေကြီးတွေကြနေရင်ကပြုံးလိုက်တယ်ဗျအနောက်မဲ့တော်ကအချိန်ခဏရဲ့ပဲပြေးထတာဆိုတော့ကျုပ်တို့ကသွားတဲ့နေပြီပေါ့ဗျဒီလိုနဲ့ကျုပ်တို့ကပြန်ရမယ့်ရက်ကိုရောက်လာပြီပေါ့ဗျတလားလုံးနေခဲ့တယ်ဆိုပေမဲ့ကျုပ်တို့တော့အမှတ်ရတွေအများကြီးကြံခဲ့တယ်မဟုတ်လား ။ဒိုအင်းကြီးကတော့ကျုပ်တို့တဲ့အဝိထယ်တွေပိုးတယ်တွေအနောက်ပြီးတော့ဒီဘက်မှာပဲရနိုင်တဲ့ဒေသထွက်ကုန်တွေကိုထည့်ပေးချတယ်။ချင်းကြီးတလုံးတည်းကိုအပြေးပဲဗျ။မသွားငယ်မနက်မှာမနက်စာစားတော့ကျုပ်ဖြင့်စားရင်နဲ့မြေးရီတွေပဲဝဲလာတယ်ဗျ။မခင်ကြီးကဟင်းတွေကိုကျုပ်ပကံထဲကိုခတ်ထည့်ပေးတယ်ဗျ။မောင်လေးစားလေမောင်လေးရဲ့တော်ကြလမ်းမှာစားနေအောင်မယ်။ကျုပ်ကလည်းမခင်ကြီးထည့်ပေးတဲ့ကျန်းသားဟင်းတို့ကိုစားရင်ကကျုပ် ကျို့တော့ရွာပြန်ရောက်ရင်မခင်ကြီးရဲ့လက်ရာတွေကိုလွမ်းနေတော့မှာပဲဗျာကျုပ်ကတော့ဘာရင်မဟုတ်ပြောလိုက်ပေမဲ့မခင်ကြီးကမျက်ရင်ကျသွားတယ်ဗျကျုပ်ရှေ့မှာမို့လို့သူပခုံးပေါ်ကိုတင်ထားတဲ့တပတ်ပိုင်းလေးနဲ့သုံးလိုက်တယ်ပြီးတော့ကျုပ်ကိုဟင်းနေကြီးခတ်ထည့်ပေးနေလေမန်းထင်းကြီးကတော့ဘာမှမပြောပါဘူးဗျာမျက်ရည်တွေဝဲနေတဲ့မျက်လုံးဝိုင်းနေနဲ့ကြည့်နေရှာတယ်ဗျစားတော့ပြီးတော့အထုပ်ပွေးတွေကိုလဲပုံတင်ကြတယ်လာတော့အထုပ်တယောက်တစ်ထုပ်ပဲပါပေမဲ့ပြန်တော်လဲလက်ဆောင်နေထည့်ပေးလိုက်တာဆိုတော့အထုပ်တွေကိုမနှဲပါဘူးဗျာ ဂန်ကောကနေနေလေကားနဲ့ထွက်မှာဆိုတော့လေရွာကနေခက်ဆဲသောထွက်မှာကောင်းမှာမဟုတ်လားတကယ်ကြီးငါလိုက်မပို့တော့ဘူးနော်ဦးအောင်ရှင်ကပြောတယ်ဗျဥပဒါကခေါင်းညှိပြီးတော့အေးပါကွာရပါတယ်ကွာဟိုငါတို့ကလေကားကိတ်ကိုတန်းဆင်มาဆိုတော့မင်းတို့ကိကထာများပါတယ်ဒေါ်ကြီးကြီးကလည်းမျက်ရည်တွေဝဲလို့ဗျဟိုနောက်လေလာလေပေါ့ကိုရဲ့အခုကအကိုလာလေတယ်ဆိုပေမဲ့အလုပ်တွေများတဲ့ရာသီမို့လို့အေးကြီးကဂူးမဆက်နိုင်လိုက်ဘူးကိုရဲ့ ဟိုနောက်တစ်ခါတော့အေးဆေးလာလဲအောင်ပေါ့ဥပဒါလည်းတစ်ချက်တူဝေသွားပြီးတော့ခေါင်းညှိလိုက်တယ်ဗျဒါပေါ့အေးကြီးဟာနောက်ကြုံအောင်မှာပေါ့လေဥပဒါအဲ့လိုပြောပေမဲ့တကယ်တမ်းတော့မဖြစ်နိုင်တော့ပါဘူးဥပဒါကိုအနောက်မယ်တော့နှင်းထားပြီးပြီမဟုတ်လားဗျကျုပ်ကလည်းလဲပေါ့ဦးတက်ထိုင်လိုက်တော့ကိုကြီးကအထုပ်တွေကိုလှမ်းမိတယ်ဗျငါ့ကိုလည်းသတိရနေပေါ့ကွာငါလည်းရစားတုပ်တွေတိုင်းမင်းကိုသတိရနေတော့မှာကွာအလက်ကောင်ကကိုကြီးကတော့ယောက်ျားသားမို့လို့ဟန်ဆောင်ကောင်းနေဗျ ်ပြုံးပြုံးရှင်းရှင်းပါပဲလက်မထွက်ခင်မှာရင်မော်လည်းရောက်လာပြီးတော့နှုတ်ဆက်ရှာတယ်ဗျာတကယ်ငိုတာတော့ဟိုနှစ်ယောက်ပေါ့ဗျာဘသူရှိမလဲမိသားနဲ့ဖိုးတွင်ဒီပေါ့ကိုကြီးကိုကြီးမပြန်နဲ့ကိုကြီးရဲ့ဒီမှနေခဲ့နားမလည်သေးတဲ့ဖိုးတွင်ဒီကကျုပ်ကိုမပြန်ခိုင်းဘူးဗျာသူ့မိမက်ခင်ကြီးကဖိုးတွင်ဒီကိုအတင်းဖက်ဆွဲထားရတယ်ဗျာဒါတော့မှအရင်နေ့ကကြုတ်ပြန်မယ်ဆိုရင်ကြီးကြပြီးတော့ငိုနေလို့ဥပဒါဦးပဲပြန်လှုပ်မှာဆိုပြီးတော့သူ့မိကလိန်ထားရတာလေဗျာဥပဒါလည်းတက်ပြီးရောလှည့်ရထွက်တော်မယ်ဗျာ ။ဦးအောင်ကျေကလဲမောင်းသမားနာကိုကပ်ပြီးတော့အသေးချာပို့ပေးဖို့မှားတယ်။ဒါနဲ့ပဲလဲမောင်းတဲ့လူကနွားဖင်ကိုချိန်နဲ့တိုးလိုက်တော့လဲရရွေ့သွားတာပေါ့ဗျာ။သူတို့တမိသားစုလုံးကကျုပ်ကိုလက်ပြတယ်ဗျ။ကျုပ်ကလည်းသူတို့ကိုလက်ပြနေနေမျက်ရည်တွေကကျလာတော့တာပဲ။ကိုကြီးတားလိုက်မယ်။တားလဲလိုက်မယ်။ဘိုးတန်ဒီကသူ့မိလက်ကနေရုံးထွက်ပြီးတော့လဲနောက်ကိုပြေးလိုက်လာတယ်ဗျ။ဘိုးတန်ဒီနဲ့အတူတူမိသက်ကလည်းပြေးလိုက်လာတယ်။ကျုပ်ကလည်းလဲပေါ်မှာမတည့်ရလိုက်ပြီးတော့ဖိုးတွန်ဒီနေခဲကွာ ဟာနောက်တော့လာခဲ့ဦးမယ်ကွာဟုတ်ပလားဖိုးတန်ဒီကခေါင်းခါပြီးတော့လှဲ့နောက်ကိုဆက်လိုက်တယ်ဗျနောက်ဆုံးတော့မိတက်ကဖိုးတန်ဒီကိုဖမ်းပြီးတော့ဆွဲထိုင်ရဖိုးတန်ဒီတောင်ကမြေပေါ်မှာလူးလွင်ရင်နဲ့ခြံခဲ့တာပေါ့ဗျဖုံတထောင်းထောင်းထားနေလဲလှဲလိုက်ဤတိုင်းလှဲ့ရမောင်းထင်လာခဲ့တယ်မနေ့ကရေကခတ်အောင်ဖြစ်နေတဲ့မိုးကောင်းကင်ကြီးကမိုးတွေတဖွဲ့ဖွဲ့နဲ့ကြာလာခဲ့တယ်ဗျကျုပ်တို့နှုတ်ဆက်တဲ့မိုးလားတော့မသိပါဘူးဗျကျုပ်ကလည်းစိတ်ကိုတင်းထားပြီးမြဲတကယ်တမ်းခွဲရပြီဆိုတဲ့အတိအယဝင်လာတော့မျက်ရည်တွေကပိုးပေါက်ပေါက်ကျလာပါလေရော တဖြည်းဖြည်းနဲ့ဝေးသွားတဲ့မြေးစာရွာလေးကိုကြည့်ပြီးတော့ကျုံနောက်ဆုံးအနေနဲ့လက်ပြလိုက်မိတယ်။ကဲနှုတ်ဆက်ပါတယ်ရွှေမင်းသားရေရွာလေးကတော့တဖြည်းဖြည်းနဲ့ဝေးလို့ဝေးလို့ကြံခဲ့တာပေါ့ဗျာ။ကျွန်တော်တို့ channel ကနေခုတင်ဆက်ပေးသွားတဲ့ဇလံကောင်းလေးကတော့ဆရာကတော့ရေးသားထားတဲ့သုံးဒီဥပဒါနဲ့နှုတ်ဆက်အိမ်ပြန်ဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ။နောက်မြောက်မှာလည်းဒီတဲ့စိတ်ဝင်စားစားကောင်းတဲ့ဇလံကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနှဆင်ကြပါအောင်ခင်ဗျာ။ ။နောက်ဆက်အပိကိညာရပြည်သက်တယောက်ချင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ပြည်သက်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ။